အာဆင်နယ်အသင်းဟာဂျူဗင်တက်စ်အသင်းကတရကီကျဲပွင့်ကစားသမားကီနန်ယီတစ်ကိုခေါ်ယူဖို့အေဂျင့်ဂျော့ချ်မန်တက်စ်နဲ့စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ဥရောပမီဒီယာတချို့ကဖော်ပြခဲ့ပါတယ်။အသက်20ရွယ်တိုက်စစ်ကစားသမားယီတစ်ဟာဂျူဗင်တက်စ်အသင်းမှာခြေစွမ်းပြနေတာကြောင့်ခေါ်ယူလို့တဲ့ထိပ်သီးအသင်းများစွာရှိနေပြီးဂျူဗင်တက်စ်အသင်းကလည်းတက်တန်းတိုးနိုင်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ဂျူဗင်တက်စ်အသင်းဟာယီတစ်ကို 2029ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပေမဲ့ထိပ်သီးအသင်းတွေရဲ့ပြတ်မှတ်ကစားသမားဖြစ်နေတာကြောင့်တက်တန်းတိုးဖို့ကြိုးပမ်းနေတာဖြစ်ပြီး Yidis ကတော့ဘောလုံးကိုသာအယုံဆိုင်လိုတာကြောင့်စာချုပ်သစ်အတွက်ဆွေးနွေးလိုခြင်းမရှိသေးကြောင်းသိရပါတယ်။ဒီအချိန်မှာ Chelsea အသင်းက Yidis ကို Euro တန်း80နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ Arsenal အသင်းကလည်းအေဂျင့်ဖြစ်သူထံချင်းကပ်လာတာဖြစ်တယ်လို့သိရပါတယ်။ Yidis ကို Liverpool နဲ့ Real Madrid တို့ကလည်းစောင့်ကြည့်နေပြီး ရီဒင်းစ်အနေနဲ့လာမယ့်2026ခုနှစ်မှာအသင်းသစ်သတင်းကိုရွေးချယ်ပွဲရှိကြောင်းထင်ကြေးပေးမှုတွေလည်းထွက်ပေါ်နေပါတယ်။